နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မနေ့ကကကြံအချိုနေကရခိုင်ပြည်နယ်ကြောက်တုံမြို့နယ်နဲ့ချင်းပြည်နယ်မင်းတပ်မြို့နယ်တို့ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာ ပြည်သူ၃ဦးဒဏ်ရာရရှိခဲ့ပြီးတော့ခရီးရန်ဖျားရှိခိုးကြောင်းပြက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဧပြီလ23ရက်နေ့ကြံအချိုနေ့မှာစစ်ကောင်စီကကြောက်တော်မျိုးပေါ်မှာရှိတဲ့ရက်ကွက်များကိုလေတောင်းကနေဘုံကျဲတက်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ကြောက်တော်မျိုးတွေကရွှေချောင်းဖုံးတော်ကြီးချောင်းအနီးရက်ကွက်နှစ်ခုကို Jet Fighter နဲ့ဘုံကျဲသွားခြင်းဖြစ်ပြီးတော့အသက်10နှစ်အရွယ်မတ်ချစ်နှင်းဝေအသက်28နှစ်အရွယ်မတ်ကြည်ကြည်ဝင်းနဲ့အသက်34နှစ်အရွယ်မတ်ဦးတန်းမေတို့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။စစ်တပ်ကပေါင်900ဘုံနှလုံးနဲ့တိုက်ခတ်ခဲ့ပြီးတော့ ်လူနေအိမ်ငါးလုံးထက်မနေလဲထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်အာနာတိတ်အချက်ဘတ်ဆက်တက်ကအပြစ်ခတ်ရက်စဲထားကြောင်းကြေညာထားတော့လဲဂရိကိုချိုးဖောက်ပြီးတော့ဒကြံအချိုနေမှာကြောက်တော်မျိုးကိုဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ကြောက်တော်မျိုးဟာအရခတ်တက်တော်အေအေတိမ့်ပိုက်ထားတဲ့မြို့နယ်တစ်ခုဖြစ်ပြီးတော့အရက်သားများနေထိုင်ရမြို့လဲဖြစ်တယ်လို့သိရပါတယ်အလားတူပဲမနေ့ကညနေ၄နာရီဝန်းကျင်အချိန်မှာချင်းပြည်နယ်မင်းတပ်မြို့ မြို့မှာနှစ်ချင်းခရိယံဖះเจ้าကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွာဖះเจ้าဟာလုံးဝကိုပြတ်စည်းသွားတယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲချခဲ့ခြင်းဖြစ်တယ်လို့ပြောပါတယ်အချက်မှတ်စစ်တပ်ကအေပီလာ၂ရက်နေ့ကနေအေပီလာ၂၂ရက်နေ့အထိအပြစ်ခတ်ရဲစဲเจ้าကြီးညာထားတော်လေလက်တွေ့မှာတော့နိုင်ငံတော်အလုံးမှာလေးเจ้าတိုက်ခိုက်မှုများဇက်တိုက်ကျူးလွန်လျက်ရှိတယ်လို့တော်လိုက်တပ်ဖွဲ့များကကြီးညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ